မိတ်ဆွေများစွာမင်္ဂလာပါမိတ်ဆွေများအတွက်အမြဲတမ်းအကျိုးရှိရာကောင်းတွေရရာများကိုသာရွေးချယ်တင်ဆက်လေ့ကျင့်တဲ့ကျွန်တော်တို့ရဲ့ပရိသတ်ဘော့ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရစေကျွန်တော်မိတ်ဆွေခုနှစ်သားသမီးများအားလုံးကိုယ်ကြီးချမ်းသာခြင်းနဲ့လည်းပြည့်စုံနိုင်ကြပါစေစိတ်ချမ်းသာခြင်းနဲ့လည်းပြည့်စုံနိုင်ကြပါစေအလောအကံစည်းဝါးများလည်းအဆစာရရာအဆင်ပြေတိုးတက်အောင်မြင်နိုင်ကြပါစေအထူးအားဖြင့်ပေဥပန်အန္တရာယ်မျိုးမျိုးအနောက်ရှံမျိုးမျိုးအတိုက်အခံမျိုးမျိုးပြိုင်ဆိုင်မှုအမျိုးမျိုးဖန်စီချုံတော်မှုအမျိုးမျိုးတို့မှလည်းကင်းလွတ်ကြပါစေ မေလမှာငွေရတဲ့စီဝါရှင်ဒနာရှင်မြတ်ဖြစ်ကြပါစေလို့ရှေးဦးစွာတွန်းလောင်းမြတ်တာပို့တာပါရခင်ဗျာဒီနေ့ကျွန်တော်တို့ရဲ့ဗရေသာဘောက် channel ကနေပြီးတော့မိတ်ဆွေခொနည်းသားသမီးများအတွက်တင်ဆက်ပေးမှာကတော့2025ခုနှစ်မေလမြန်မာလားအပြင်ကစုံလတလတာဂျာသာဗရေသာသမီးများအတွက်ဟောစရန်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်တလဇာဟောစရန်ကိုမန္တလေးရွှေမြို့တော်ကဟောစရန်အရာမှာအယံမှန်တယ်လို့ပြောကြနေတဲ့ဆရာကြီးဦးမင်းသူရာက တွက်ချက်ဟောပြောထားတာဖြစ်ပါတယ်။ဆရာကြီးကစေတနာပြုဝါထားပြီးတော့မိတ်ဆွေကိုနေသားသမီးများစတမီငင်းရန်ရွယ်ချက်နဲ့ဟောစရန်ကိုအစီအစဉ်7မျိုးဖြင့်ဟောကြားထားတာဖြစ်ပါတယ်။ဒီဟောစရန်ထဲမှာ မိတ်ဆွေခြားသာပရိသတ်သမီးများအတွက်ကံစားတာအနစ်ချုပ်စီးပွားရေးလူမှုရေးပညာရေးအခြေရေးအိမ်တော်ရေးကျန်းမာရေးအသက်ပိုင်းခြားဟောကိန်းအထူးဟောကိန်းဆောင်ရွက်ရန်ကိစ္စအကျိုးပေးဟောကိန်းနဲ့ရရရအစီအစဉ် ဒီအကြောင်းအရာမျိုးစုံပါဝင်ပါတယ်ခင်ဗျာကန်စာတာနှစ်ချုပ်မိတ်ဆွေဂျာတာပရိသတ်သမီးများဟာ မေလမှာကန်စာတာအလွန်ကောင်းနေတဲ့ချိန်ကာလဖြစ်ပါတယ်မိမိရဲ့ကံတရားကအဆိုးဘက်ကနေပြီးတော့အကောင်းဘက်ကိုပြောင်းလဲလာတဲ့အချိန်လို့ပြောရပါလိမ့်မယ်အရင်လတွေကမိမိပင်ပန်းခဲ့သမျှအားနည်းခဲ့သမျှယခုလမှာတော့ပြောင်းလဲမှုများနဲ့ကံအားတက်လာပါလိမ့်မယ်ပြပါမယ်ခင်ဗျာတွေမှာဘဝရည်တာတွေမှာအလူတန်းများပြုတ်ကုန်ရပါလိမ့်မယ် အမြဲတမ်းလည်းပဲမိမိတတ်နိုင်သလောက်အလိုတန်းတွေပြုတ်နိုင်ဖို့အခွင့်အလမ်းများကျုံလာပါလိမ့်မယ်။မဲပေါတာတို့၊စူးကျေးပေါတာတို့၊လေးလံအောင်တာတို့နှလုံးဒီသုံးလုံးဒီများပေါက်တာတို့ဖြစ်ပေါ်လာနိုင်ပါတယ်အကျိုးရှိပါလိမ့်မယ်ငွေရကင်းများလဲကျုံပါလိမ့်မယ်ထီပေါက်ကင်းရှိပါတယ်ခင်ဗျာနှလုံးဒီသုံးလုံးဒီတော့မိတ်ဆွေများကန်ဆန်းတဲ့သဘောအနေနဲ့ပဲလို့တင်ပါတယ်စီးပွားဖြစ်တော့လို့တင်ပါဘူးခင်ဗျာတောက်ကြနံအင်္ဂါနံကိုအကြောင်းပြုပြီးတော့ငွေရတတ်ပါတယ် ်ဆက်ပစ္စည်းများလည်းအစ်စ်လဲလဲရချင်းကြုံပါလိမ့်မယ်ခင်ဗျာထွက်နေတဲ့ပစ္စည်းတွေပြန်ဝင်လာပြီးတော့မိမိရဲ့အလောက်ကန်စည်းဝါးတွေလည်းတိုးတက်ပြီးတော့အဆင်ပြေပါလိမ့်မယ်ကံစားတာကောင်းနေတဲ့ပုံကူများကဒီလဟာကောင်းတဲ့ကောင်းနေတဲ့အချိန်ကာလဖြစ်ပါတယ်စည်းဝါးလုပ်ငန်းများတိုးတက်လာပါလိမ့်မယ်အလောက်ကန်နေအဆစာအရာရာအဆင်ပြေလာပြီးတော့မိမိရဲ့အောင်မြင်မှုပန်းတိုင်ကိုစွခုနိုင်မဲ့အချိန်ကောင်းအခါကောင်းဖြစ်ပါတယ်ခင်ဗျာစည်းဝါးရေးမိတ်ဆွေကြတာပရိသတ်သမီးများဒီမေလမှာ ြေဝိုင်းနဲ့ပတ်သက်ပြီးတော့မိမိနဲ့အတူတည်းပဲလောက်ကိုင်းနေသူများကြားမှာအလုပ်ကိစ္စနဲ့ပတ်သက်ပြီးတော့စကားအခြေတင်ပြောရတာမျိုးတွေကြုံတွေ့ရတတ်ပါတယ်။အလုပ်တွေကိုစနစ်တကျအားထုတ်စူးစမ်းလောက်ကိုင်းဖို့လိုအပ်ပါတယ်။မိမိနဲ့ရွယ်ချက်တူတဲ့ပုံကူများနဲ့ဥပပေါင်းပြီးတော့လောက်ကိုင်းဆောင်ရွက်ပါ။အိမ်ချမ်းမြေနဲ့အိမ်ဆောက်ပစ္စည်းရောင်းဝယ်တာတွေတန်တဲပစ္စည်းအလူမီနီယံလုပ်ငန်းအာမခံလုပ်ငန်းနဲ့ဆက်ပစ္စည်းရောင်းဝယ်တာတွေနောက်ပြီးတော့စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေ ထုတ်ကုန်သွင်းကုန်တွေအယောင်အဝယ်များအဲ့ဒီလုပ်ငန်းတွေကနေပြီးတော့မိတ်ဆွေများအကျိုးအမြတ်များမမဆဆရပါလိမ့်မယ်နောက်ပြီးတော့နိုင်ငံခြားခီးသွားလုပ်ငန်းများခီးသွားပို့ဆောင်ရေးလုပ်ငန်းများစားတောက်ကုန်လူသုံးကုန်အလှပနဲ့ကျန်းမာရေးဆိုင်ရာအယောင်အဝယ်လုပ်ငန်းများကမိတ်ဆွေကြတာပရိသတ်သမီးများအတွက်အကျိုးပေးရလာကောင်းများများစွာရရှိပါလိမ့်မယ်စနေသားသမီးတောက်ကြသားသမီးတို့နဲ့မိမိတို့ရဲ့လုပ်ငန်းများကိုတွဲဖက်လှုပ်ဆောင်မယ်ဆိုလို့ရှိရင် အကျိုးဖြစ်ထွန်းပါလိမ့်မယ်ခင်ဗျာ။ဟိုရဟုနံဖြစ်တဲ့ရေလုံငန်းတွေ၊ရွှေလုံငန်းတွေ၊ဝက်မွေးမြူရေလုံငန်းတွေစရှိတဲ့အဲ့ဒီလုံငန်းတွေကတော့ခုချိန်မှာစတင်လှုပ်ဆောင်ဖို့အဆင်မပြေသေးပါဘူးမလို့ကောင်းပါဘူးခင်ဗျာ။လူမှုရေး၊ကြာသာပရိသတ်သမီးများ မေလမှာလူမှုရေးမှာတော့ကိုအားကို ကိုရပါလိမ့်မယ်။ကိုရုကိုချင်းအားကိုချတော့ဘောကိုရက်တည်နေရတဲ့အချိန်ကာလတွေကများပါတယ်။မိမိကဓာသွေးကြောက်တဲ့ဖွယ်သူတော်ဘာတို့အတွက်အနစ်နာခံပြီးတော့ကူညီခြင်းနဲ့စိတ်လေးရှိပါတယ်။ အမြဲတမ်းလဲကူညီနေရတဲ့ပုံကူမျိုးဖြစ်ပါတယ်။သူတစ်ပါးအတွက်ဆိုလျင်ကိုရိုးစည်းဝါအပြက်ခံပြီးတော့ကူညီပေးတတ်တဲ့ပုံကူများဖြစ်ပါတယ်။တခြားသူတွေအတွက်ဖြစ်စေကို့မိသားစုအတွက်ဖြစ်စေဘဝကိုယဉ်နီးမြုပ်နှံကအနစ်နာခံပြီးတော့ကို့အောင်မြင်မှုတဲ့သူတစ်ပါးရဲ့အောင်မြင်မှုအတွက်တွင့်တင်ပေးတတ်တဲ့အနစ်နာခံပေးတတ်တဲ့ပုံကူမျိုးဖြစ်ပါတယ်။ကူညီတဲ့နေရာမှာတော့ပြောစမှတ်တွန်းလောက်ပါတယ်။မိမိကကူညီပေးထားတဲ့ပုံကူတွေကတော့မိမိကိုပြန်ပြီးတော့အလဲကြတဲ့အခါကျတော့အကူအညီပြန်မရတာတွေ များပါတယ်။အပျော်ပါစိတ်ဝင်စားမှုလိုက်စားမှုများရှောင်ရှားတဲ့လဖြစ်ပါတယ်။မိဘနှစ်ပါးရဲ့ဆွေမျိုးဘက်ကဖြစ်စေကိုကအိမ်တော်ဘက်ဖြစ်ရင်ကို့ဘက်ကဆွေမျိုးမိမိရဲ့အိမ်တော်ဘက်ရဲ့ဆွေမျိုးများကဖြစ်စေငွေကြေးနဲ့ပတ်သက်ပြီးတော့လူမှုရေးအပူတော်ကများဝင်လာတတ်ပါတယ်ခင်ဗျာ။ပညာရေးမိမိရဲ့ကြိုးပမ်းအားထုတ်မှုကြောင့်ထူးထူးခြားခြားတိုးတက်အောင်မြင်တဲ့လဖြစ်ပါတယ်။လုပ်ငန်းဆောင်မှုပဲများပြည်စိုးတဲ့ပုဂ္ဂိုလ်များအောင်မြင်ပါလိမ့်မယ်။ပညာရေးလောကဝန်ထမ်းများအနေနဲ့ဆရာဆရာမများ အဖွဲများဂရုဖွဲ့ပြီးတော့ဘုရားဘုသွားလာတာတွေခကြီးတို့ခကြီးရေသွားရခိုင်းနေကြုံမှလိမ့်မယ်ဒါပေမဲ့အပေါင်းအသင်းနဲ့မိသားစုပြဿနာများကြောင့်မိမိရည်မှန်းချက်များနှောင့်နှေးရတာပါတယ်သတိပြုဖို့လိုအပ်ပါတယ်ခင်ဗျာနောက်ပြီးတော့အခြေအကိစ္စများနဲ့ကိုယ့်ရဲ့ပညာရေးခွဲခြားထားဖို့လိုအပ်ပါတယ်ပညာရေးမှာအခြေရရောထွေးလာလျင်တော့ကိုယ့်ရဲ့ရည်မှန်းချက်ကလိုရမရောက်ဘဲနဲ့နှောင့်နှေးတတ်ပါတယ်ခင်ဗျာ ူငယ်များသတိပြုလိုအပ်ပါတယ်အချစ်ရဲ့အင်တော်ရဲ့မေလမှာအချစ်ရဲ့အင်တော်ရဲ့နဲ့ပတ်သက်ပြီးတော့လူငယ်တွေအချစ်ရဲ့မှာမိတ်ဆွေတငယ်ချင်းတဲ့ဘွယ်အလွန်ယဉ်နီကျွမ်းဝင်တဲ့ပုဂ္ဂိုလ်နဲ့ချစ်ရဲ့ဆိုတာခံရခြင်းမေတ္တာရဲ့ကိစ္စများပေါ်ပေါက်လာတတ်ပါတယ်အချစ်ရဲ့မှာဆန်းပွင့်နေပြီးတော့မေတ္တာဆန်းကအလွန်ကောင်းနေတဲ့အချိန်ကာလမှာမိမိကိုယ်တိုင်ကစိတ်သူကိုကလေးငယ်လေးလိုသဘောထားပြီးတော့လက်သားရာကိုအေးပိနေမိတတ်တာမျိုးတွေတွေ့ရပါတယ် လူရှိလူခင်များအောင်နေတိုင်းအပ်တဲ့ပုံကူများဖို့ကံအခွန်းလမ်းမှာတပန်းတာနိုင်ပြီးတော့ခြေသူရေးစားမရှိသေးတဲ့ပုံကူများဖို့တော့မိမိတဲ့အစစာရရာသားလွန်းနဲ့ပူဇော်ဖက်နဲ့ဆောင်ရတတ်ပါတယ်။စစ်စစ်ချင်းအင်တာဗျူးချင်းများကြုံတတ်ပါတယ်။အင်တာရေးမှာမိမိတဲ့အသက်အရွယ်ကြီးတဲ့ပုံကူများနဲ့ဆောင်စီရခြင်းရှိပါတယ်။လိမ္မာရေးချစကားချင်းငန်ချင်းလက္ခဏာနဲ့ပြည့်စုံတဲ့ခြေစရာကောင်းတဲ့မိကလေးများနဲ့ပူဇော်ဆောင်ရတတ်ပါတယ်။မိကလေးဆိုရင်လည်းပဲကိုယ့်ရဲ့ပူဇော်ဖက်က တမာရီတိတ်ခါပြည်စုံစွာနဲ့တာယာပြည်ပြည့်အောင်ပြောဆိုတတ်တဲ့လင်ကောင်းသားကောင်းမျိုးတွေ့ရတတ်ပါတယ်။ပြည်ရွယ်သူလူငယ်မောင်မယ်များအနေနဲ့ချီးရဲမှာအသေးစားပြဿနာမျိုးကိုအကျဉ်းချက်ပြီးတော့ပြိပက်ကဖြစ်နေတာမျိုးတွေနှင်းငယ်ရှိတတ်ပါတယ်။အဲဒီလိုနှင်းငယ်ဖြစ်တာကြောင့်ကွဲကွာသွားတာမျိုးတော့မဖြစ်နိုင်ပါဘူး။ကိုဝင်ဆောင်မိခင်များသာသမီရတနာလေးတွေမွေးဖွားလာပြီးတော့ကံကောင်းခြင်းများတည်ဆောင်လာပါလိမ့်မယ်။ငွေကြီးတွေဟာအတိုင်းအတာထက်ပိုပြီးတော့ဝင်ငွေကြုံလာလိမ့်မယ်။ဆွေမျိုးမိသင်္ကဟာများအတွက်ကူညီဆောင်ရှောက်ပေးမှုများ ခွင့်လန်းသာပါလိမ့်မယ်အိမ်တော်ရှင်များအပြောဆိုစင်ခြင်းပြီးတော့အွန်လိုင်းသုံးနာဖုန်းသုံးနာတွေတော့စင်ခြင်းရပါလိမ့်မယ်ခင်ဗျာဆက်ပစ္စည်းအိမ်ဆောက်ပစ္စည်းများယရနာပစ္စည်းများဝင်လာတတ်ပါတယ်မိမိမိသားစုအတွက်အိုးအိမ်တိုက်တာအဆောက်အအုံများဆောက်လုပ်ပေးရတတ်ပါတယ်အတိုင်းဝိုင်းဆွေမျိုးများအလဲပတ်ရောက်ရှိလာတတ်ပါတယ်မိမိရဲ့အတိုင်းဝိုင်းဆွေမျိုးများအလဲပတ်ခေါ်ဆောင်မှုပြောချင်စရာခီးဘုရားဘူးခီးသွားခြင်းများကြီးတို့ကြီးရေသွားခြင်းများကြုံပါလိမ့်မယ်ခင်ဗျာ ကျမ်းမာရေးမေလာမှာကြာသပရိသသမီးများကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့အမျိုးသမီးတွေကိုဝန်ဆောင်မိခင်များဖြစ်တယ်ဆိုလို့ရှိရင်သာသမီးယရနာလေးတွေကိုလွယ်ကူစွာမွေးဖွားလာပါလိမ့်မယ်။ကျမ်းမာရေးတော့နိုင်ငံညံ့တာပါတဲ့ဝရတဲ့ပုဂ္ဂိုလ်များကျမ်းမာရေးကိုအထူးကူဆိုင်ဖို့လိုအပ်ပါတယ်။အစီပိတ်တာအရေပြားယောဂါမျိုးတွေဒါတွေဖြစ်တတ်ပါတယ်။သတိထားဖို့လိုအပ်ပါတယ်ခင်ဗျာ။အစီဖုံးနာတွေအထူးကူဆိုင်ရပါလိမ့်မယ်။အစိုးကြီးတော့မဟုတ်ပါဘူး။ကျမ်းမာရေးညံ့နေတဲ့ကာလမျိုးမှာစေကမ်းပြတဲ့အခါမျိုးမှာဖြစ်စေ အဝါရောင်လိမ္မော်ရောင်အဝတ်စားမြောက်ဝတ်ဆင်ပြီးတော့စေကံပြတာမျိုးတွေရှောင်ရှားတင်ပါတယ်ခင်ဗျာအဝါရောင်ကိုရှောင်ရှားပါတောင်ရက်မှာစေကူတာချင်းဘုရုနေများမှာတော့ပြီးတော့စေကံပြခြင်းများသတိပြုရပါမယ်ဆင်ញင်ရပါမယ်ခင်ဗျာအသက်ပိုင်ချဟောကိမိတ်ဆွေဇာတာပရိသသမီးများဟာရောက်စေအသက်ကငါးကနန်းပိုင်ရှင်နေဖြစ်နေမယ်ဆိုလို့ရှိရင်ဒီလမှာကန်စာတာညံ့နေပါတယ်ငါးကနန်းပိုင်ရှင်ဆိုတာကတော့အသက်၅နှစ်အရွယ်ကလေးသူငယ်တွေ၁၄နှစ်အရွယ်၂၃နှစ်အရွယ် 32နှစ်41နှစ်49နှစ်အသက်50 59ှနှစ်68နှစ်89နှစ်အသက်အရွယ်ရောက်ရှိနေတဲ့မိတ်ဆွေญาတာပရိသတ်သမီးများဒီမေလမှာ ကံစားတိုင်ညံ့နေပါတယ်စိတ်ကူးရင်နာတွေလျှော့ချတတ်ပါတယ်မိမိကကာလရှိကြာအစီအစဉ်တွေပလန်တွေချခဲ့တာတွေကြံစည်တာတွေကလက်တွေမှာတိတ်ပြီးတော့အသုံးမတည့်လာတော့ပါဘူးအလုပ်ထဲမှာစိတ်မပါသလိုဖြစ်နေတတ်ပါတယ်အိမ်မှာနေရတာကိုပဲမပြောဘဲဖြစ်နေတတ်ပါတယ် စိတ်ပင်ပန်းပြီးတော့စိတ်တည်လေးလံနေတတ်ပါတယ်သူတော်ဘာအတွက်အမကန္နာမျိုးကိုယ်စလဲလိုက်ပြီးတော့ပြောတာမျိုးတွေမလုပ်ပါနဲ့စင်ကြမှာဒုက္ခရောက်တတ်ပါတယ်စိတ်လိုက်မှန်းပါတဇွတ်တို့လုံးမီလျင်လည်းပဲဘဝမှာအမားများစွာကြုံတတ်ပါတယ်ဆိုင်ကယ်စီးတဲ့နေရာကားစီးတဲ့နေရာမြင်းစီးတဲ့နေရာရင်းလဲစီးတဲ့နေရာဆက်ဝေးစီးတဲ့နေရာတွေရင်းနဲ့ပတ်သက်တာတွေအထူးဂယုပြုနေတိုင်းမှာစိတ်နဲ့မှာမောင်းနေမှာထိကံမိတတ်ပါတယ်ခင်ဗျာငွေကြီးအပေးယူတဲ့တတိတရားနဲ့ဆောင်ရွက်ဖို့လိုအပ်ပါတယ် ကိုခင်မင်းရဆုံးပုဂ္ဂိုလ်အားထားရဆုံးပုဂ္ဂိုလ်အယုံကြည်ရဆုံးပုဂ္ဂိုလ်နဲ့ဒီချိန်ကာလမှာအမုန်းတရားတွေဖြစ်ပေါ်တတ်ပါတယ်။အိမ်မမနေပဲအဝေးဆုံးတဏှာကိုထွက်ပြေးခြင်းစိတ်တွေဖြစ်နေတတ်ပါတယ်။မိမိရဲ့ကံတရားကမိမိကိုလောင်ရင်ထဲမှာပိတ်လောင်ချုပ်နှောင်ထားသလိုမျိုးခံစားနေရတတ်ပါတယ်။ကိုချစ်သူကြောင့်ဆီဆင်းရဲ့ငိုကြွေးနေရတဲ့ချိန်ကာလဖြစ်ပါတယ်။ချစ်သူရဲ့အပြစ်ပြောဆိုခြင်းမိမိရဲ့ချစ်ကိုဥပက္ခပြုခြင်းများခံနေရပါလိမ့်မယ်။အိမ်တော်ရေးမှာမကြာခဏဆိုသလို အထင်အမြင်လွဲမွားမှုများကြုံရတတ်ပါတယ်။မိမိကမကြိုက်မနစ်သက်ပါပဲနဲ့မိဘတွေမိဘအရာမှရှိတဲ့အကိုအမတွေရဲ့ဆွေတင်စီစဉ်ပေးမှုဖြင့်စိတ်ဆန္ဒမင်္ဂလာပြုရခြင်းများလျင်မြန်စွာလက်ထပ်ပေးခြင်းများကြုံရတတ်ပါတယ်ခမညာအထူးဟောကိအထူးဟောကိအနေနဲ့ဘောရုံနံဖြစ်တဲ့လေရင်ဝက်နောက်ပြီးတော့တောက်ကြံနံဖြစ်တဲ့သွတ်တန်တက်စတဲ့ပစ္စည်းများဝင်လာလျင်မကောင်းပါဘူးခမညာအဝင်မကောင်းဘူးလို့တတ်မှတ်ရပါလိမ့်မယ် အိမ်ခိုက်တတ်ပါတယ်မိသားစု ခိုက်တတ်ပါတယ်ခင်ဗျာမိမိရဲ့နေအိမ်မှာကြာသာပရိသတ်သမီးများကျမ်းမာရေးညံ့နေချိန်မှာဘုရဟုသားသမီးဘုရဟုနံများဝင်လာရင်လက်မခံပါနဲ့လက်ဝတ်ရတနာ ကြောက်ပြုတ်ထွက်ခြင်းလက်ဝတ်ရတနာများပျောက်ခြင်းများကြုံရတတ်ပါတယ်မြေအိမ်ဆက်ပစ္စည်းများဒါတွေနဲ့ပတ်သက်ပြီးတော့စကားများရတာတွေအမှုခင်းတွေကြုံလာတတ်ပါတယ်အထူးသတိထားပါခင်ဗျာအရေးကြီးတဲ့စာရွက်စာတမ်းတွေပြည့်စည်သွားတတ်ပါတယ်ပျောက်ဆုံးသွားတတ်ပါတယ်ခင်ဗျာ မြောက်အရာကိုခေးသွားတာတွေချီးရဲကြရေးစကားပြောဆိုတာတွေရောင်းဝယ်ဖောက်ကားမှု လုပ်တာတွေအဆင်ပြေပါလိမ့်မယ်တောင်ရကိုခေးသွားတာတွေချီးစကားပြောဆိုတာတွေရောင်းဝယ်လုပ်တာတွေငွေချင်းဝင်ငါပြုလုပ်တာတွေလက်မှတ်ရေးထိုးတာတွေကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့စိတ်ကူတမှုခံယူတာတွေဒါတွေကတော့မကောင်းမှန်ဘူးခင်ဗျာတောင်ရကိုစင်ကြမှာနောက်ထပ်အထူးဟောကိန်းအနေနဲ့ပြောရရင်2025ခုနှစ်မေလ17ရက်နေ့ညနေ9:55မိနစ်ဆိုလို့ရှိရင်ခီးသွားတာအဆင်ပြေပါလိမ့်မယ်ခီးသွားကောင်းပါတယ်ခင်ဗျာ မနေ့9:55ဆိုလို့ရှင်တော့ခီးသွာရှောင်ရှားတက်มาတယ်မဖြစ်မနေသွားရတဲ့ခီးစဉ်တွေဂျုံလာရဆိုလို့ရှင် ခီးသွာတဲ့နေရာမှာအန်ဒရယ်ကင်းရှင်းဖို့အတွက်အန်ဒရယ်ကင်းဂါထာတော်ကိုအဋိဋ္ဌံပြုပြီးတော့ခုနကော့ရွတ်စို့ပွားများပြီးမှခီးသွာပါမိမိသွားလို့တဲ့ခီးအောင်မြင်ရန်အတွက်အန်ဒရယ်ကင်းဂါထာကိုဘယ်လိုရွတ်ပွားတဲ့ဆရာမလဲဆိုလို့ရှိရင်ကတာမေရက်ခါကတံမေပရိဒံပရိဂမန်တုဗုဒ္ဓနိသောဟံနမောဘဂဝါတော်နမောတတ္တနံတမ္မတံဗုဒ္ဓနံလို့ဒီလို ခုနှစ်ခေါက်အရွတ်ဒိဋ္ဌံရုပ်ဘဝပြုကံကြမှာမိမိလိုရာခီးကိုသွားပါဘေးကင်းစွာလိုရာခီးမှာအောင်မြင်ပါလိမ့်မယ်ခင်ဗျာအကျိုးပေးဟောခဲ့မေလမှာမိတ်ဆွေဇာတာပရိသတ်သမီးများအကျိုးပေးဟောခဲ့တဲ့ပတ်သက်ပြီးတော့ပရမအုဆုံးအကျိုးပေးတဲ့အရာအကျိုးမပေးတဲ့အရာကိုပြောပါမယ်အကျိုးမပေးတဲ့အရာကတော့တောင်းအရာဖြစ်ပါတယ်တောင်းအရာကိုပြောင်းချေနေထိုင်ခြင်းညရဲ့ညနေခီးထွက်ခြင်းများရှောင်ရှားရပါလိမ့်မယ်အကျိုးပေးတဲ့အရာကတော့မြောက်အရာဖြစ်ပါတယ် အမြောက်ရမဆိုင်ဖို့တင်တာတွေကိုစီပြဝဲလောက်တာတွေခွဲစီကုသမှုခံယူတာတွေခီးသွားတာတွေအလွန်ကောင်းမှမှာတယ်ခင်ဗျာ မိတ်ဆွေကြာသာပရိသတ်သမီးများအတွက်အကျိုးပေးကဏ္ဍကတော့5169ဖြစ်ပါတယ်အကျိုးပေးစေတဲ့အယောင်ကံကောင်းစေတဲ့အယောင်ကတော့အနီယောင်စင်ဆွဲယောင်ပန်းယောင်နဲ့အပြာနုယောင်တို့ဖြစ်ပါတယ်ခင်ဗျာအဲ့ဒီအယောင်တွေကိုဆောင်ထားပါနောက်ပြီးတော့အဲ့ဒီအယောင်တွေဝတ်ဆင်ပြီးတော့ခီးသွားတာတို့စီဝိုင်းလုပ်ငန်းများလှုပ်ဆောင်တော်တို့လှုပ်ဆောင်ကြပါခင်ဗျာ အခုနောက်ဆုံးတင်ဆက်မှာကတော့မိတ်ဆွေကြာသာပရိသတ်သမီးများကံအညံ့နေပြပြဖို့အတွက်ပြုလို့ရမယ်ရရရအစီအစဉ်ဖြစ်ပါတယ်။မြောက်ရက်ကိုမျက်နှာမူပြီးတော့မေမျိုးပန်းပိန်ပန်းပေါ့ညွန့်များကိုမျက်စွာဘုရားရှင်ကိုကတ်လူပါ။နောက်ပြီးတော့ထောပတ်သည်ထန်းလျက်သုံးလုံးနဲ့စက်မှုစာကိုလည်းပဲဘုရားဆွတော်တင်မှာအသက်ကြီးတဲ့ပုဂ္ဂိုလ်များကိုမိုးရင်းငါကျွေးပြီးတော့အာဟာရဒါနပြုလို့ပါ။ဘုန်းကြီးကျောင်းကိုလည်းမိုးရင်းငါစွန်းဆက်ကတ်လူတန်းမှာမိတ်ဆွေကြာသာပရိသတ်သမီးများကိုစိတ်စည်းဘွားသုံးပါမကျွန်း ချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေမိမိတို့ရဲ့ဘဝမှာမိမိတို့ရဲ့နှလုံးသားထဲမှာ မလိုချင်တဲ့အနှိဋ္ဌာယုံတွေဒီနေ့ရာစပြီးတော့ကင်းဝေးကြပါစေကျွန်တော်တို့ရဲ့ channel လေးကိုစအနေနဲ့ဆုံးနားဆင်ပေးတဲ့မိတ်ဆွေတွေမိတ်ဆွေတွေတယောက်ချင်းစီကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ